မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်ဘကိုးနဲ့ AWD တိုင်းအတွင်းကို GNU ရဲ့စစ်တမ်းစစ် PDF နဲ့ UG တွေစိတ်ဝင်ပြီးလက်နက်သေးယူဖို့ရှိနေတဲ့အကြောင်းကိုအကြံဖက်စစ်ကောင်စီရဲ့စစ်ထောက်လမ်းရေးကအစီရင်ခံစာတင်ပြထားတဲ့အပြင်လုံခြုံရေးအထူးတင်းကျပ်စုံစမ်းဖော်ထုတ်ကြပါဆိုပြီးတော့လည်းစစ်ကောင်စီကညွှန်ကြားလာပြန်တယ်ဆိုပါတယ်ပြည်ဦးလင်မြို့မှာစစ်တပ်စာတင်ကြောင်းတွေကစစ်အရာရှိတွေရဲ့ဇနီးကြောင်းဆရာမတွေဟာ ကျောင်းလုံးဝမတက်တော့ပဲထွက်ပြေးတိမ်းရှောင်နေကြပြီမြို့လေမြို့အရှိဘက်ကတောင်ကမ်းဘက်ကိုလည်းစစ်ကောင်စီကလက်နက်ကြီးပစ်ကူတွေတောက်လျှောက်ပေးနေရတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်ဘကုန်းနဲ့ ARD တိုင်းအတွင်းကိုကဲညူရဲ့စစ်တမ်းစင် PDF နဲ့ UG တွေစိတ်ဝင်နေပြီလက်နက်တွေယူဖို့ရှိနေတဲ့အကြောင်းကိုအကြံဖက်စစ်ကောင်စီရဲ့စစ်ထောက်လမ်းရေးကအစီရင်ခံစာတင်ပြထားတဲ့အပြင် လုံခြုံရေးအထူးတင်းကျပ်စုံစမ်းဖော်ထုတ်ကြပါဆိုပြီးတော့လဲစစ်ကောင်စီကညွန်ကြလာပြန်တယ်လို့ရန်ကုန်ခစ်တရဲ့သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိကဲညူတမဟာ1နဲ့ကဲညူတမဟာ3နယ်မြေတွေမှာ PDF တွေစုဝေးရောက်ရှိနေပြီးရန်ကုန်ဘကိုးနဲ့ AR တိုင်းတွင်းကို PDF နဲ့ UG တွေစိတ်ဝင်နေပြီဖြစ်တယ်လို့အဲ့ဒီ PDF နဲ့ UG တွေကလက်နက်ခဲရက်နဲ့မိုင်းတွေကိုစောင့်ဆိုင်းနေကြတာဖြစ်တယ်လို့လဲစစ်တပ်အမာကန်သတင်းပေး22ဦးနဲ့စပိုင်း၄ဦးကသတင်းပေးပို့ထားတယ်ဆိုပြီး ဇေကောင်စီရဲ့စစ်ထောက်လမ်းရေးအစီရင်ခံစာမှာဖော်ပြထားတယ်လို့ရန်ကုန်ခေတ်တည်ရဲ့သတင်းရှိမိကပြောထားပါတယ်။ဒါတွေကို NUG ကနေစီမံချက်နဲ့ KNU မှာရှိတဲ့ PDF တပ်ဖွဲ့တွေကိုအပုတ်လိုက်ခွဲပြီးရန်ကုန်တိုင်းနဲ့ AR တိုင်းအတွင်းကိုစေလွတ်နေတာဖြစ်တယ်ဆိုပြီးတော့လေအဲ့ဒီစစ်ထောက်လမ်းရေးအစီရင်ခံစာမှာရေးထားပြန်ပြီးလက်ရှိမြို့ပေါ်ကနေရာဒေသအသီးသီးကိုစိတ်ဝင် ရောက်ရှိနေတဲ့ PDF တွေနဲ့ UG တွေဟာအင်အား900ဝန်းကျင်ရှိတဲ့အကြောင်းတွေရောတချို့စီမှာလက်နက်ပါပါသွားတယ်ဆိုတဲ့အကြောင်းတွေအပြင် ကျန်တဲ့ PDF တွေကမြို့ပြတိုက်ပွဲဖော်ဆောင်မှုလက်နက်ကိုစောင့်ဆိုင်းနေကြတာဖြစ်တယ်ဆိုပြီးတော့ပါအဲဒီစစ်ကောင်စီရဲ့စစ်ထောက်လမ်းကြီးအစီရင်ခံစာထဲမှာဖော်ပြထားသလိုတဖက်မှာလည်းအဲဒီအစီရင်ခံစာအရရန်ကုန်တိုင်းပဲခူးတိုင်းနဲ့ ARD တိုင်းဘတ်တွေမှာလုံခြုံရေးအထူးတင့်ကျက်စုံစမ်းဖော်ထုတ်ကြပါဆိုပြီးတော့လဲစစ်ကောင်စီကညွန်ကြားလာပြန်တယ်လို့ရန်ကုန်ခေတ်တရဲ့သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ပြည်ဦးလေးမြို့မှာစစ်တပ်စာတင်ကျောင်းတွေကစစ်အရာရှိတွေရဲ့ဇနီးကျောင်းဆရာမတွေဟာကျောင်းလုံးဝမတက်တော့ဘဲထွက်ပြေးတင်းရှောင်နေကြပြီပြည်ဦးလေးမြို့အရှိတ်ဘက်ကတောင်ခမ်းဘက်ကိုလည်းစစ်ကောင်စီကလက်နက်ကြီးပစ်ကူတွေတောက်လျှောက်ပေးနေရတယ်လို့ပြည်ဦးလေးမြို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်လက်ရှိပြည်ဦးလေးမြို့အမှတ်3အခြေခံပညာအထက်တန်းကျောင်းအပါဝင်ကကပြည်လက်အောက်ခံစစ်တပ်ကျောင်းတွေမှာစစ်အရာရှိတွေရဲ့ဇနီးကျောင်းဆရာမတွေဟာစစ်ပွဲဖြစ်လာတော့မှကိုအကြောင်းပြပြီးကျောင်းလုံးဝမတက်တော့ဘဲထွက်ပြေးတင်းရှောင်နေကြတယ်လို့ လာဇာရောပုံမှန်ထုတ်ယူစားတောက်နေကြတယ်လို့လေပြူးလွေမြို့စစ်တပ်တရင်ရှင်မြစ်ကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်တဖက်မှာလည်းအခုရက်ပိုင်းတွေမှာပြူးလွေမြို့ကနေလက်နက်ကြီးပစ်ခတ်တန်းတွေတောက်လျှောက်ကြားနေရပြီမနေ့ကစတင်ပါလာတရက်နေ့ည9:00နာရီလောက်ကဆိုရင်ပြူးလွေကနေလက်နက်ကြီးပစ်ခတ်တန်းအချက်30ကျော်လောက်ကိုတောက်လျှောက်ကြားနေရတယ်လို့လေဒေသခံပြည်သူတို့ကပြောထားပါတယ်လက်ရှိမှာတော့ပြူးလွေမြို့အရှိတ်ဘက်ကနောင်ချုံမြို့နယ်တောင်ခမ်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို TNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်တပ်စခန်းတချို့ကိုလည်းသိမ်းပိုက်ရရှိထားပြီးဖြစ်သလိုအဲ့ဒီတောင်ခမ်းဘက်ကတိုက်ပွဲပြင်းထန်ရနေရာတွေကိုပြည်ဦးလွေမြို့ကနေစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ကူတွေပေးနေရတာဖြစ်တယ်လို့လည်းစစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်လက်တော်မြေပြင်အခြေအနေမှာတော့ပြည်ဦးလွေမြို့မှာစစ်ကောင်စီတပ်ကလုံခြုံရေးတွေအထူးတင်းကျပ်ထားပြီးလူစိမ်းဝင်ရောက်လာရင်ချက်ချင်းအကြောင်းကြားဖို့တွေကိုပါရကျေးအုပ်ချုပ်ရင်းမှုတွေကိုညှို့ချထားတယ်လို့လည်းသိရပါတယ်ခင်ဗျ ဒီတခါပဲခူးတိုင်ဘက်မှာတော့လက်ပဒန်းမြို့နယ်မှာ PDF တွေကိုခွေးလောက်တောင်ဂယူဆိုင်စီယာမလို့ဘုဆိုတဲ့စိန်ခေါ်ခဲ့တဲ့ပြင်ကတိုးချေးရွာအုပ်ချုပ်ရေးမှူးထိန်းနိုင်ဆိုတဲ့သူကို PDF ရဲဘော်တွေကပဲပြည့်ခတ်ရှင်းလင်းရမှာနေရာမှာတင်ပွဲချင်းပြီးကိုသေသွားပြီလို့ရွှေတန်းမြေ PDF တပ်ဖွဲ့တာဝန်ရှိသူတူကရင်ုံခစ်တစ်ကိုပြောပါတယ်စတေဘာလာတရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ PDF တပ်ဖွဲ့တွေကိုစိန်ခေါ်ခဲ့တဲ့အဲ့ဒီလက်ပဒန်းမြို့နယ်ပြင်ကတိုးချေးရွာအုပ်ချုပ်ရေးမှူးထိန်းနိုင်ဆိုတဲ့သူကို ရွှေဒန်းမြေပီးတဲ့ရဲဘော်တွေကနေပဲတနက်နဲ့ပြစ်ခတ်ရှင်းနေရမှာတစ်ချက်ထင်းနဲ့နေရာမှာတင်ပွဲချင်းပြီးကိုသိသွားတယ်ဆိုပါလေအဲ့ဒီပြင်းကတော့ရွာအုတ်ချုပ်ရေမှုထင်းနိုင်ဆိုတဲ့သူဟာပြုစော်တီကောင်းစော်တူလည်းဖြစ်တယ်လို့လောင်းကစားဝိုင်းတွေလုပ်ပြီးစစ်ကောင်စီအတွက်ငွေရှာပေးနေတဲ့အကြီးစားတောက်တိုင်ဖြစ်တဲ့အပြင်စစ်မှုထမ်းကိစ္စနဲ့ပါပြည်သူတွေကိုနှီးမျိုးစုံပိတ်နေချင်းချောင်ဝင်းညစ်တောင်းရန်နေုံနဲ့မကပီဒီအက်တွေကိုခွေးလောက်တောင်ခရုစိုက်စရာမလိုဘူးဆိုပြီးစိန်ခေါ်ထားတဲ့သူဖြစ်တယ်လို့ အခုတော့သေပြီလို့ရွှေဒမ်းမြေ PDF တပ်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျတပတ်ကပဲခူးတိုင်းမင်းလာမြို့နယ်မှာတော့စစ်ပြန်ကွင်းဂျေးရွာကအမျိုးသမီးတဦးကိုအချက်ဖက်စစ်ကောင်စီရဲ့အမှတ်၁ခြေလင်းတရင်ကစစ်သားတွေဟာအုပ်စုဖွဲ့မဒင်းကျင်ရိုက်နှက်ခဲ့ပြီးအမျိုးသမီးဟာအသက်အနည်းငယ်စိုးရိမ်နေရတယ်လို့လည်းဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်။အော်ဂူလာ31ရက်နေ့မွန်လယ်ပိုင်းကပဲမင်းလာမြို့နယ်မှာရှိတဲ့စစ်ပြန်ကွင်းဂျေးရွာအရှိတ်ဘက်က ကြောက်တောင်ဖုန်ကြီးเจ้าမှာဖခင်ဖြစ်တဲ့သူနဲ့အတူလှုပ်အားပေးကူညီဖို့ရောက်နေတဲ့အသက်30အရွယ်အမျိုးသမီးတဦးကိုအချက်ဖက်စစ်ကောင်စီရဲ့အမှတ်1ခြေလင်းတရင်ကအချက်ဖက်စစ်ကောင်စီတပ်သား3ဦးဟာဖုန်ကြီးเจ้าနောက်ဘက်မှာကော်မလီတယောက်ထဲရှိနေတဲ့အချိန်ရောက်ချလာပြီးတတိလမိမျောတဲ့အထိအုပ်စုဖွဲ့မဒိန်ကျဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့ဒေသခံပြည်သူတဦးကပြောထားပါတယ်အဲ့ဒီအချက်ဖက်စစ်ကောင်စီရဲ့အမှတ်1ခြေလင်းတရင်ကစစ်သားတွေဟာ ဩဂုတ်လ24ရက်နေ့ကတည်းကအဲ့ဒီစစ်ပြန်ကွင်းဂျေးရွာကိုစစ်ကားတွေနဲ့ရောက်လာတာဖြစ်ပြီးလက်ရှိမှာတော့စစ်ကောင်စီတပ်သားတွေအုပ်စုဖွဲ့မဒိန်ချင်းရိုက်နှက်ခဲ့တဲ့မြို့သမီးဟာတတိလမင်းမျောတဲ့အထိရိုက်နှက်ခံရတဲ့ဒဏ်တွေကြောင့်ပဲအသက်အန္တရာယ်ဆိုရင်ရတဲ့အခြေအနေဖြစ်နေတယ်လို့လဲဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာအခုတခါစကိုင်းတိုင်းဘက်မှာတော့ရွှေဘိုမြို့ပေါ်ရက်ကွက်ဒီမှာအချက်ဖက်စကောင်စီကအသက်35နှစ်ကနေ65နှစ်အထိအမျိုးသားတွေကို စစ်တပ်လောက်ခံပြည်သူလုံခြုံရေးအဖွဲ့ဖွဲ့ဖို့ရက်ကွက်တစ်ခုကိုတက်ကြီးပိုင်းလူ၁၀စုဆောင်နေတဲ့အတွက်ဆယ်မှုရိုင်းမှုတွေပါဝင်အမျိုးသားတွေတော်တော်များများထွက်ပြေးတိမ်းရှောင်နေကြပြီလို့မြို့ပေါ်နေပြည်သူတွေကရန်ကုန်ခေတ်တစ်ခုပြောပါတယ်။လက်ရှိရွှေဘုံမြို့ပေါ်ကဂုံမောင်မြတောင်ထူထောင်ရေးတရက်ချမ်းနွားလီဂုံစိန်ဖျားနယ်စက်မှုဆောင်ရက်ကွက်တွေမှာစစ်ကောင်စီကအသက်35နှစ်ကနေ65နှစ်အထိအမျိုးသားတွေကို လာကဆန်ရိတ်ခါနဲ့တနက်ပေးမယ်ဆိုပြီးပြည်သူလုံခြုံရေးအဖွဲ့တွေကိုအတင်းအကျပ်ဖွဲ့စည်းခိုင်းနေတယ်ဆိုပါတယ်။အဲ့ဒီလိုရွှေဘုံမြို့ပေါ်ရက်ကွက်တွေကစစ်ကောင်စီရဲ့ပြည်သူလုံခြုံရေးအဖွဲ့တွေအတွက်ရက်ကွက်တစ်ခုကိုတကြီးပိုင်း၁၀ဦးတောင်းနေတာကြောင့်လက်ရှိမှာတော့ရက်ကွက်ထဲမှာရှိတဲ့တကြီးပိုင်းအမျိုးသားတချို့အပြင်စဲအိမ်မှုတွေယာအိမ်မှုတွေလည်းထွာပြေးတိန်ရှောင်နေကြပြီလို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့အချမ်းဖက်စစ်ကောင်စီကလှုပ်ဖို့ကြံစီနေတယ်။2025ရွေးကောက်ပွဲမှာနိုင်သူအကုံယူ FPTP စနစ်နဲ့ပဲလှုပ်ဖို့ရွေးကောက်ပွဲကော်မရှင်ဆိုတဲ့အဖွဲ့ကစစ်ကောင်စီကိုတင်ပြထားပြန်ပြီးစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေကြပြန်တယ်လို့ရန်ကုန်ခေတ္တရဲ့သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိတိုင်းပြည်ရဲ့အခြေအနေနဲ့နည်းမြစိုးမှုမှုခက်ခဲချက်ကြောင့်စကောင်စီကလှုပ်ဖို့ကြံစီနေတဲ့2025ရွေးကောက်ပွဲကိုအလွယ်ကူဆုံးစနစ်နဲ့ပဲလှုပ်ဖို့ အဲဒီစနစ်ကလည်းနိုင်သူအကုံယူစနစ်ဖြစ်တဲ့ FPTP စနစ်သာဖြစ်ပြီးမဲအောင်လိုင်းအစကပြောထားတဲ့အချိုးကျ PR စနစ်ဟာနည်းမြေအများစုမတည်ငြိမ်ပဲလုံခြုံမှုမရှိတဲ့အတွက်အချိန်အတိုင်းတာအရသက်ဆိုင်ရာလုပ်ငန်းဆောင်တာတွေဟာပြဿနာများစွာရှိနေတယ်ဆိုပြီးတော့လေရွေးကောက်ပွဲကော်မရှင်ဆိုတဲ့အဖွဲ့ကစစ်ကောင်စီကိုတင်ပြထားပြန်နေဆိုပါတယ်အဲ့ဒီတင်ပြချက်အတွက်အကြံဖတ်မင်းအွန်လိုင်းရဲ့ဆုံးဖြတ်ချက်ကိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဆိုတာတွေကစောင့်ဆိုင်နေကြပြန်တယ်လို့ရန်ကုန်ခေတ်တည်ရဲ့သတင်းရင်းမြစ်ကပြောထားပါတယ် လက်ရှိအကြံဖတ်စကောင်စီရဲ့နိုင်ငံတော်စစ်ရှုံးနေတဲ့အခြေအနေတွေအရာသူတို့ပြောတဲ့ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့တပြိုင်နက်တည်းကျင်းပဖို့ဆိုတာမဖြစ်နိုင်သလိုအကြံဖတ်စကောင်ဆောင်မင်းအွန်လိုင်းကတော့လာမယ့်2025ခုနှစ်အတွင်းရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးတော့ကိုပြောဆိုနေပြန်တဲ့အပြင်အခုလာမယ့်အော်တိုဘာလအတွင်းမှာလည်းသကောင်းစင်းနဲ့မဲစင်းတွေကိုပြုစုမယ်ဆိုပြီးတော့ပါကြေညာထားပြန်ပါတည်တယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ